ားလုံးပဲမင်္ဂလာပါ Glory Nighting YouTube Channel နဲ့ Facebook Page မှာပြန်လည်ကြိုဆိုပါနဲ့ပြီးပါအောင်တင်ရတောင်မန်ကစားသမား Inaki William ကတော့ United ကိုပြန်ပြီးအနိုင်ယူမယ်ဆိုတဲ့အကြောင်းကိုအခုလိုပဲပြောသွားခဲ့ပါတယ်ကျွန်တော်တို့တင်းကအင်္ဂွေမှာ United ကို 3C ဆိုရရလနဲ့အရင်ငယ်အောင်မှန်ပေမဲ့ final ကိုတက်ရောက်ဖို့ကျွန်တော်တို့မှခွင့်ရရှိနေသေးပါပဲ။ကျွန်တော်တို့တင်းဟာတောင်တင်းနဲ့တင်းဖြစ်တယ်လို့ကစားသမားကောင်းတွေလည်းရှိနေတဲ့အတွက်ပြန်ပြီးအနိုင်ယူနိုင်ပါတယ်။ United ရဲ့အင်ကွင်း Ultra 4ဟာရန်ကြီးတဲ့ခန္ဓာတလို့သူတို့အင်ကွင်းမှာဆိုသူတို့ပြည်သက်တွေရဲ့အားပေးမှုကလည်းအမကန်းဆိုတာကျွန်တော်သိပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့တေချာပေါက်အနိုင်ယူနိုင်လိမ့်မယ်လို့ယုံကြည်တယ်။အဲ့ဒီအတွက်လည်းစွမ်းကုန်ကြိုးစားသွားမယ်ဆိုပြီးပြောသွားခဲ့ပါတယ်။တကယ်တော့ United အသင်းနဲ့ပထမအကြိမ်တွေ့ဆုံခင်တုန်းကလည်းပြည်ပအောင်တင်းက United ရဲ့ကစားသမားတွေကို Welcome to the Hell ငရဲမှာကြိုဆိုပါနေဆိုပြီးစကားဆက်ထိုးခဲ့ပါတယ် ဒါပေမဲ့ United တို့ကသူတို့ရဲ့အိမ်ကွင်းမှာပဲပြက်ပြက်သားသားအနိုင်ယူခဲ့ပြီး Final ကိုသွားဖို့ခွင့်ရကောင်းကိုဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ခုလဲ Inaki William က Ultra Four မှာ United ကိုပြန်ပြီးခံပတ်သွားမယ်လို့ကြုံဝါပြောဆိုသွားခဲ့ပါတယ်။ပထမကြော့တွေ့ဆုံမှုမှာတော့ William ညီကိုနှစ်ယောက်လုံးကောင်းကောင်းချိန်ဆမပြနိုင်ခဲ့ပြီးရုန်းကန်နေရတာကိုတွေ့ရတယ်။ဆိုတော့လာမယ့်ဒုတိယကြော့ပွဲစဉ်မှာသူတို့တကယ်ပြန်ခမ်းဘက်လာနိုင်မလားဆိုတော့စောင့်ကြည့်ရတော့မှဖြစ်ပါတယ် ယူနိုက်တက်ကလည်းခုနောက်ပိုင်းပရီးမီးယားလိဂ်ကိုအာရုံမစိုက်တော့ဘဲယူရိုပါလိဂ်ကိုပဲအရန်အာရုံစိုက်နာတာကိုတွေ့ရတယ်။ကျွန်တော်ယူနိုက်တက်ကလည်းအမားခံမှာမဟုတ်တာသေးကြတယ်။ရူဘီယာမိုရင်းကိုရိုင်းကလည်း 3C နဲ့နိုင်ထားခဲ့တဲ့ဆိုပေမဲ့ပွဲမပြီးသေးတဲ့အကြောင်းကိုအလေးထားပြောထားတာကိုတွေ့ရတယ်။ဆိုတော့ဝီလျံတို့အုပ်စုကပဲပြန်ပြီးခံပတ်သွားမလား။ဒါမှမဟုတ်ခုနောက်ပိုင်းစပိန်သင်းတွေကြီးပဲတောင်းလျှောက်ရိုက်လာတဲ့ United ကပဲ final တက်သွားမလားဆိုတော့ကတော့မကြတော့တဲ့အချိန်တစ်ခုရောက်ရင်အပြေပေါ်တော့မှာဖြစ်ပါတယ်။ တမတို့ရဲ့ Glory United Channel လေးကို Like and Subscribe လုပ်ခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။